မြတ်စွာဘုရားပြိဋိဌိဗံစံပြီးတဲ့နောက်နော်အော်တာတုကိလနာသဘင်ဆင်ရင်ညတာခုနှစ်ရက်ကြာပြီးတော့ဦးဇင်းတို့နန်းသာထင်းပုံပေါ်မှာတင်ထားတာဒါပေးတဲ့လို့သိပါတယ်လမန္လာမင်းသားတွေရဲ့နော်အင်ဂျင်ဥယျင်ထဲမှာနန်းသာထင်းပုံပေါ်မှာတင်ထားတာအဲ့ဒါအချိန်ကြာတော့မီးရှို့မယ်မီးပူဇော်ရတော့မယ်ဆိုတော့ဘလို့မှမီးရရှို့လို့မရဘူး ်မြ်စွာဘုရဲလောင်းတော်ကိုမီးရှို့ရဖို့လူတွေစ조사ကြတာဘလို့မှစ조사လို့မရဘူးလေးမျက်နာကဖားဘူတွေဘာတွေနဲ့လှုပ်ဘလို့မှလှုပ်လို့မရအောင်အဲ့ဒါနဲ့လူတွေကရှင်အနုဒ္ဒတာကိုမေးတာအဲ့ဒီအချိန်ကရှင်အနုဒ္ဒတာကဟိုတကူအရာရောအနေထားအရာရောအကြီးကျယ်ဆုံးလို့ဆိုရမယ်ဘူးရှင်သာရိပုတ္တရာလည်းမရှိတော့ဘူးရှင်မောဂလန်လည်းမရှိတော့ဘူးရှင်မကတ္တပကအဲ့ဒီချိန်မှာမြတ်စွာဘုရားနာမှာမရှိဘူးမြတ်စွာဘုရားကိုပူမြော်ဖို့လာနေတုန်းရှိသေးတယ်ဟုတ်လား ဒီမှာမီးရှို့လို့မရဘူးဆိုတော့ရှင်တို့ဒါကိုမေးတယ်။နော်ရှင်တို့ဒါကြောင့်လည်းပြောစရာအလွန်ကောင်း။အဲ့တော့ရှင်တို့ဒါကအေးနတ်တေရဲ့သဘောကတမျိုးဖြစ်နေတယ်တဲ့။အဲဒါကြောင့်မီးရှို့လို့မရတာ။နတ်တေရဲ့သဘောကဘလို့ဖြစ်နေတုံဗျာ။နတ်တေထဲမှာတဲ့။ရှင်မမောကလန်ကိုကြီးညိုပြီးတော့ဖြစ်ကြတဲ့နတ်တေအုပ်စုရှိတယ်တဲ့။ရှင်သာရိပုတ္တရာကိုကြီးညိုလို့သိပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေရှိတယ်တဲ့။ရှင်မကတ္တပအခုပြန်တော်ပရိနိဗ္ဗာန်မဆန်သေးဘူးနော်။ အဲ့ဒီရှင်မကတ္တပကိုကြည်ညိုပြီးတော့လှူဒန်းပြီးတော့နှက်ဖြစ်ကြတဲ့အုပ်စုတွေလည်းရှိသေးတယ်။အဲ့ဒီအုပ်စုတွေကဒုအရှင်မြတ်ကြီး ရောက်မလာသေးဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးမလောင်ပါစေတည်းလို့သူတို့လှုပ်တာတဲ့။အဲ့ဒါမှမီးရှို့လို့မရအောင်။ရှင်မကတ္တပရောက်မလာသေးလို့မီးရှို့လို့မရအောင်။နော်။အဲ့ဒါရှင်မကတ္တပကလည်းရောက်တော့မယ်ခဏနေရ ဒါပေမဲ့အရန်နေပူတဲ့အခါကျတော့အသက်ရွယ်ကလည်းအရန်ကြီးနေပြီသူ့ရဲ့နောက်လိုက်တွေကလည်းအရန်ချမ်းသာတဲ့အမျိုးကနေရမ်းပြူလာတဲ့နုံညံ့တိမ်မွေးကြတဲ့ရမ်းနေကြီးဆိုတော့နားနေကြတာအဲ့ဒီနားနေတော့မှမြတ်စွာဘုရားပြိဋိဘာစံတယ်လို့လိုက်လာတဲ့တချို့ရမ်းတွေကမသိသေးဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ကိုနတ်တွေပူဇော်ထားတဲ့မန္တရဝနတ်ပန်းတွေဆိုတာရှိသေးတယ်ပန်းကြီးတွေအကြီးကြီးတွေအဲ့ဒါကိုအယိုးတက်ပြီးတော့လူတယောက်ကထီးလုပ်ပြီးတော့ဆောင်းလာတယ်အဲ့ဒီပန်းကြီးကို အဲ့ဒါကိုရှင်မကတ္တပကတိတဲ့ခါကျတော့အော်ဒါဘုရားပရိနိဗ္ဗာန်စံပြီလက်တည်ပူဇော်ထားတဲ့ပန်းဒီပန်းဟာလူလောကမှာမရှိဘူးအဲ့ဒါနဲ့ဟိုရောက်လို့ရှင်ရုပ်ပြဆင်းပြငိုမာဆိုလို့အခုတည်းအားစာတိအောင်ဆိုတော့ရှင်ဟာကတ္တပကအဲ့ဒီလူကိုမေးတာမြတ်စွာဘုရားဆိုတာတိပါလားတိပါတယ်အခုဘလို့နေတော့ဆိုပရိနိဗ္ဗာန်စံသွားလို့အဲ့ဒါလက်တည်ပူဇော်တဲ့ပန်းကိုယူလာတာအဲ့လိုလဲပြောလိုက်ရောရဟန်းတွေကငိုကြတာပေါ့ပုထုရှင်ရဟန်းတွေကတချို့လည်းပတ်မမှုမျောဘူးဘူးတဲ့မြတ်စွာဘုရားဘော အဲ့လိုငိုရအကြီးအကျယ်ရုပ်ရည်ရှင်ပြတ်တွေဖြစ်နေတဲ့အချိန်မှာသူပတ္တဆိုတဲ့ယဟန်ကြီးဒါပေသလိုကြားဥပါတယ်။ရသော်ဘုရားကိုယဉ်ညိုးရှိတယ်။သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းတွေကပြောတာယဉ်ကျေပါတယ်။အဲ့ဒီသူပတ္တယဉ်ကြီးကဘာထပြောတော့။ငါရှင်တို့မငိုကြနဲ့တိတ်ကြတဲ့။အခုမှတို့လွတ်လပ်ရေးရသွားတာတဲ့။နော်ဒီယဉ်ကြီးကဘယ်ဟာမအပ်ဘူးဘယ်ဟာအပ်တဲ့အယဉ်ချုပ်ချယ်တာပဲတဲ့။အခုဒီယဉ်ကြီးမရှိတော့ဘူးဆိုတော့တို့ကြိုက်တာလုပ်လို့ရပြီတဲ့။ အလွန်ထိတ်လန့်စရာကောင်းတဲ့စကားကိုပြောတာကာရှင်မကတ်ဘကအရန်ဓမ္မတန်ဝေကရတယ်။အော်ကြည်တန်မြတ်စွာဘုရားရဲ့အလောင်းတော်ရှိနေသေးတယ်ဒီအချိန်မှတောင်မှဒီလိုရုပ်မာတဲ့နော်သာသနာတော်ကိုဖျက်ဆီးမဲ့နော်အတ္တမဝါဒနော်လက်ကင်ပြုတ်မဲ့ပုံကိုတည်းကပေါ်လာခဲ့ပြီအဲ့ဒါမဖြစ်ဘူးငါမြတ်စွာဘုရားရဲ့ပွဲပြီးလို့ရှိရင် ်မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုငါအကုန်လုံးစနစ်တကျပြန်ပြီးတော့တန်ခါနာတင်ပဲတန်ခါနာတင်တယ်ဆိုတာကပြန့်ကျင်းနေတဲ့ပန်းပုံကြီးကိုကျိုးလေးနဲ့တနည်းတကျတီးတယ်လို့မျိုးပေါ့စနစ်တကျလှုပ်ထတာအကန့်လိုက်အကုန်လုံးစနစ်တကျအကုန်သိမ်းထတာအရင်စနစ်ကျတုတ်တန်ဆိုအရှိသေးအရှိသေးမျိုးအလတ်အလတ်တမျိုးအတိုးအတိုးတမျိုးဝိနည်းယဝိနည်းတမျိုးတုတ်တန်ကတုတ်တန်တမျိုးပြီးဓမ္မကပြီးဓမ္မတမျိုးဒါအကျဉ်းချင်းလေးပြောပြတာတန်ခါယနာဆိုတာညီတူစွာရွတ်ဆိုခြင်းလို့အဓိပ္ပာယ်ရတယ် တော့ယဟန်နေညီညာရွတ်ကြတော့အတီးပြုတ်ထားတော့စနေတကြလုတ်တယ်အဲ့ဒါရှင်မကသဘရဲ့ခြေစုအဲ့တော့မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံပြီးပြီလို့ကြားရတော့ငိုကြယူကြရတဲ့အလိုနဲ့မြတ်စွာဘုရားဒီဟိုနော်ရှိရကိုအလောင်းတော်ရှိရကိုရောက်သွားတယ်။ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမြော်ခြင်းနဲ့အဲ့ဒီတော့မြတ်စွာဘုရားရဲ့ရုပ်အလောင်းတော်ကနော်ဂွန်းနေနဲ့အထက်ထက်ပတ်ထားအောင်ဆိုအဝိသ္သနဲ့ပတ်ဂွန်းနေနဲ့အထက်ထက်ပတ်ပြီးတော့ ပတ်တာအကုန်လုံးအဲ့ဒါကိုရွှေခွက်ထဲမှာထည့်ပြီးတော့စီတွေလောင်းပြီးတော့ရွှေခွက်တစ်ခွက်နဲ့အုပ်ထားဟုတ်လားအဲ့လိုမျိုးအုပ်ထားတာပြီးရင်ဘာလို့နတ်သားထင်းပုံမှာတင်ပြီးတော့အကုန်အုပ်ထားတာအဲ့ဒါကိုရှင်မကတ္တပကလှည့်ပြီးတော့လက်ရာကြီးလှည့်ပြီးတော့ပူဇော်ရင်းနဲ့မြတ်စွာဘုရားရဲ့ကောင်းတော်ကဘယ်ဘက်မှာရှိတယ်ခြေတော်ကဘယ်ဘက်မှာရှိတယ်သူသိတယ်အဲ့ဒါနဲ့ခြေတော်ရှိတဲ့ဘက်မှာမြတ်စွာဘုရားရဲ့ခြေတော်ကိုငါဖူးမြှောက်ခြင်းတယ် အဲ့ဒါလိုအတိတ်ထန်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခြေတော်ကတင်ညာတွေကနေလတ်ထွက်လာတယ်လို့ပဲတဲ့ဒီပတ်ထားတဲ့အဝတ်တွေကောင်းတလားတွေထင်းတွေကိုအကုန်ဖောက်ထွက်ပြီးတော့နော်ဆက်လက္ခဏာနဲ့အလွန်တင့်တယ်တဲ့မြတ်စွာဘုရားရဲ့ခြေတော်အစုံကလာဝင်းကြီးလိုထွက်လာတယ်အဲ့ဒီခြေတော်တော်ကို ခြေပမိုးတော်ကိုလက်နဲ့ကင်ပြီးတော့ရှင်မကတ္တဗာရှ िख ိုးကြတော့တယ်တဲ့အဲ့တော့လူတွေလည်းအယံအံ့ဩကြပြီးတော့အယံရှ िख ိုးကြတာပေါ့အဲ့ဒီမြတ်စွာဘုရားခြေတော်ကို အကုန်လုံးရှိခိုးလည်းပြီးပြီဆိုတော့အဲ့ဒီခြေတော်ကပုံမပြတ်တခါတည်းထဲထဲကိုပြောင်းဝင်သွားတယ်တဲ့အဲ့ဒါချီမြင်လေးတွေပါလေးတွေလှုပ်သွားတာမရှိဘူးခေါင်းတလားကိုဖောက်လာတာလည်းမရှိဘူးဒါတကိုးရပါတော့နော်အဲ့ဒီခြေတော်လည်းပြောင်းဝင်သွားပြီလဲဆိုရောအဲ့ဒီဟာကြာတော့မှမြတ်စွာဘုရားပြိဋိဌိဘာဆန်တုံးကတဲ့တောင်ပို့ပြီးတော့လူတွေကအုပ်အုပ်တဲတဲငိုကြပြန်တယ်တဲ့နော်အဲ့ဒီလိုအကုန်လုံးနော်ရှ िख ုပ်ပူဇော်ပြီးတဲ့နောက်မှာခြေတော်လည်းပြောင်းဝင်သွားတယ်။ဘယ်သူမှမီးမရှို့ရဘဲနဲ့ တခါတည်းမေးရထားပြီးတော့လောင်ဒီစုံမေးလောင်နေဆိုတာအဲ့ဒါဒါ net တည်းရဲ့အစွမ်းကြောင့်လောင်သွားတာလေအောင်းစရာကောင်းတာကအပေါ်ဆုံးကပတ်ထားတဲ့အဝတ်နဲ့မြတ်စွာဘုရားခန္ဓာကိုယ်နဲ့ထိပြီးတော့ပတ်ထားတဲ့အဝတ်အဲ့ဒီအဝတ်တစ်ကလေးနှစ်ခုမီးမလာဘူးတဲ့ခလေကောင်ကစီဆွတ်ထားတဲ့ဂွန်းတွေပါလေအကုန်လောင်သွားတာနော်တတ်တော်ရှိတဲ့မြတ်စွာဘုရားများဒီလိုမျိုးဦးဇင်းတို့ပရိနိဗ္ဗာန်ဆံပြီးဆိုရင်တော့တလုံးတစ်ခဲတဲ့ဓာတ်တော်ကြံ့တယ်မြတ်စွာဘုရားကတော့တတ်တော်တူတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့် ဒီတတ်တော်တွေကနေရာအနှံ့ရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးတိတ်တိတ်လေးတွေအစိတ်စိတ်အမှန်မှအကုန်လုံးကွဲရတယ်ပေါ့